အခုတလောမြန်မာနိုင်ငံရဲ့နေရာဒေသတချို့မှာရေကြီးနှမြုပ်တာတွေဖြစ်နေပြီးတော့လူသေးဆုံးမှုတွေလည်းရှိလာပါတယ်။ဒီလိုရေကြီးမှုအခြေအနေနဲ့ပတ်သက်ပြီးဘလို့အကြောင်းချက်တွေကြောင့်ရေကြီးမှုတွေဖြစ်နေတာလဲ။လက်ရှိဘယ်ဒေသတွေမှာဆူဆူရရဖြစ်နေသလဲ။ဘယ်နေရာတွေပါလာနိုင်သလဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင် သတင်းရယူနေတဲ့ DVB သတင်းတောက်ကိုမျိုးစော်လင်းကိုဓာတ်ရိုက်မေးမြန်းကြည့်ပါမယ်ရှင်။ဟုတ်ကဲ့ကိုမျိုးစော်လင်းရှင်။အစိုးရအဆုံးဖြစ်နေတဲ့ဒေသတွေကဘယ်နေရာတွေပါလဲရှင်။ ကဲ့လက်ရှိမှာဆိုးရွားဆုံးဖြစ်နေတာ တော့ခင်ဗျာဒီဟောစကိုင်းတိုင်းအထက်ပိုင်းကောလင်းပေါ့နော်မကွေးမကွေးတိုင်းအနောက်ဘက်ခြမ်းနဲ့ရခိုင်ပြည်နယ်တွေမှာဆိုးရွားဆုံးရေကြီးနေတယ်ခင်ဗျာပြီးတော့မြန်မာနိုင်ငံမြောက်ပိုင်းမှာမိုးကောင်းပြီးတော့တောင်ဘက်ခြမ်းဖြစ်တဲ့ကမ်းလွန်ဟောအရောက်ဒီဟောတော့ကမ်းလွန်ဒေသမှာလည်းဒီဟောမုန်တိုင်းရှိနေကြတော့အထက်အထက်မိုးအောက်မိုးညှက်ပြီးတော့ရေကြီးနှိမ့်ညွတ်လာတွေဖြစ်နေတယ်ဗျာနောက်ပြီးတော့ဒီနောက်3-4ရက်အတွင်းဟို ARD မြို့ပကျွန်းတော်တွေမှာရေကြီးကြီးချမ်းမှုတွေအကြီးကျယ်ဖြစ်နိုင်တယ်လို့လည်းမိုးလေဝသပညာရှင်ဒေါက်တာဦးထွန်းလင်းအမိတို့ပြောထားတယ်ခင်ဗျာ ဟုတ်ကဲ့လက်ရှိကလည်းမိုးကလည်းကောင်းနေတော့လေဒီအဆိုးရဆုံးဘာတွေဆက်ပြစ်မလဲဆိုတာလဲเนาะပြည်သူတွေလိုမျိုးကြိုတင်ကာကွယ်မှုတွေလုပ်ရမလဲအဆိုးရအနေနဲ့ရောလက်ရှိချိန်မှာဘာတွေဆောင်ရွက်ထားတင်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အဲမိုးလေဝသပညာရှင်ဒေါက်တာထွန်းလင်းကိုကျွန်တော်မေးမြန်းတောင်းမှဖြစ်ပါလေခင်ဗျဟုတ်ကဲ့ဆရာကြီးလက်ရှိမှာဘာတွေများဆောင်ရွက်ဆောင်ရွက်နေလို့လဲခင်ဗျဒေါက်တာဆရာဘင်္ဂလားပြည်လောမြောက်ပိုင်းပေါ့အရှိမြောက်ပိုင်းဖြစ်နေတဲ့မုန်တိုင်းငယ်ကဒီကနေ့မနေ့ပါပဲဆိုက်ကလုန်းမုန်တိုင်းဖြစ်သွားပြီ စကလုံးမုံတိုင်းဖြစ်ပေမဲ့မြန်မာပြည်ကိုတော့ဝင်ဖို့မရှိဘူးเนาะမြန်မာပြည်ဝင်ဖို့မရှိတဲ့အတွက်မြန်မာပြည်မှာမုံတိုင်းဝင်ဖို့အန္တရာယ်တော့ကင်းတယ်သို့တော့မုံတိုင်းရဲ့အားကောင်းတဲ့လေတိုင်တုံးရှိတဲ့ညာဘက်ကရခိုင်ပြည်ပေါ်မှာဖြတ်နေတယ်။ဒါကြောင့်မို့ရခိုင်ပြည်မှာလှိုင်းကြီးလေကြီးရေကြီးသုံးမျိုးလုံးပြင်းထန်နိုင်ပါတယ်။လေတိုင်တုံးကတော့ကျွန်တော်မှန်းတာတော့အနည်းဆုံးတနားရီမိုင်60 65မိုင်လောက်တိတော့တိုက်နိုင်တဲ့အတွက်လှိုင်းလေကြီးနိုင်ပါတယ်။အဲ့ဒီအန္တရာယ်ကိုတော့သတိပြုဖို့လိုတယ်။ ်မိုးလည်းကောင်းတယ်ရေကြီးလည်းကြီးနေတယ်အဲ့တော့ရေမိုးကောင်းတာဆိုတော့ပြောသလိုအထက်ပိုင်းလည်းကောင်းနေတယ်အောက်ပိုင်းလည်းကောင်းနေတယ်လောလောဆယ်မှာတော့မိုးကောင်းတာကရခိုင်ရင်ချင်းရင်မကွေးရင်မြဝကြုံပေါ်ရင်မိုးကောင်းတယ်အဲ့တော့လောလောဆယ်ရေကြီးတဲ့နေရာတွေကအဲ့ဒီနေရာတွေကအများဆုံးကြီးတာပေါ့စကိုင်းတိုင်းလည်းပါတာပေါ့လေဒါပေမဲ့မြဝကြုံပေါ်ဆိုတဲ့သဘာဝကဘယ်ညမှာမိုးကောင်းကောင်းရေကြီးကြီးနောက်ဆုံးအတုစီမှာလာဆူတာလောလောဆယ်မှာသူကရေကလည်းဖိုးနေတယ်မိုးတုံကလည်းကောင်းနေတယ်အပေါ်ရေကလည်းဆင်းလာမယ်ဆိုတော့ ဒီနှစ်ခုစုံတဲ့အချိန်ဟာတော်တော်လေးအငြင်းကြီးပါတယ်။ဘာလို့တင်လဲဆိုတော့ဒီချင်းကဟိုတနည်းအားပဲပြောလိုက်ပါပဲအရေးပေါ်အချိန်ကြီးဂျင်ညာသိမိဆိုတာကျွန်တော်ကြိုပြောထားပါတယ်။ဒါကဝိုင်းလုံးမှရမယ်ကိစ္စအထူးတွင်တော့အစိုးရဥဆောင်ပြီးလုံးမှဒီကိစ္စကတော့ဖြစ်နိုင်မယ်လို့ကျွန်တော်မြင်ပါတယ်။ဟုတ်ကဲ့ပြည်သူတွေအနေနဲ့ကိုတင်ကောက်ွယ်ဖို့အနေနဲ့ဘာတွေများလို့တင်နေလဲ။ပြည်သူတွေကကြိုတင်ကောက်ွယ်ဖို့ကတော့ဒီတည်င်းနေရအခုလည်းသိနေတာပဲလေ။နော်အမြင်အချိန်ကြီးတပင်းကြီးတီးဖို့နဲ့ အထူးသဖြင့်တော့ရွှေ့ပြောင်းမှုပေါ့နော်ကိုနေတဲ့ဒေတာကတိတ်ပြီးအန်ရင်ကြီးကျယ်ဆိုရင်ဦးစားပေးရွှေ့ပြောင်းမယ့်အရာတွေကတော့အထူးသဖြင့်တော့အသက်အရွယ်ကြီးကျယ်လူဟာလားကလေးငယ်နောက်ပြီးတော့ယောဂရနေတဲ့လူဒီလူတွေကတော့အရင်ဆုံးကိုရွှေ့ထားတဲ့နေပေါ့နော်နောက်ကိုယ်တင်တင်ကလည်းအချင်းမီရွှေ့ပြောင်းနိုင်အောင်အရေးကြီးတဲ့ဟာလားဆိုင်ရစနန်းနေအထူးဖြင့်မတ်ပုံတင်ငွေကြီးရစဒါတွေပေါအောင်အဲ့ဒါတွေကိုတေချာလေးဟာလားပြင်ဆင်ပြီးထားမယ်ဆိုရင်တော့ဒါအရေးအကြောင်းရယ်ဆိုချက်ချင်းပြေးနေတာပေါ့နော်အဲ့ဒါမျိုးကတော့အဓိကအသေးစိတ်ကတော့စာအုပ်တင်တဲ့ကျွန်တော်ညွှန်ကြားထားပါတယ် ဒါပေမဲ့အကျန်းအပြင်းတော့အဲ့လောက်ပါပဲအရေးကြီးတာကိုရှင်တဲ့ဒေတာရဲ့အန်ဂျီကိုသိဖို့ပါပဲတောင်ကြချောင်းရင်ကြားနိုင်သလားဟာလားဆယ်ရီတာကြီးကျိုးနိုင်သလားနော်နောက်ပြီးတော့ဟာလားမြင်ကန်းကြေးမှာနေသလားအဲ့ဒီနေရာမှာနေတဲ့လူကတော့ဒုတတိထားဖို့လိုပါတယ်ဟုတ်ကဲ့အစိုးရဒီဒီမှာဘေးအန်ရဲ့ကောက်ကွယ်ဖို့တင်းဖွဲ့တွေဖွဲ့ထားတဲ့နာကင်တောက်လျှောက်ပေါ့နော်နောက်ပိုင်းမှာအဲ့အဖွဲ့အစည်းတွေတော့ဘာလဲများပြောချင်နေမလဲကျွန်တော်မှတ်မိတာတော့နာဂစ်မုံတိုင်းမဖြစ်ခင်ပေါ့နော်အင်ကြီးကစူတမီ2004ဒီဇင်ဘာ26 အဲ့ဒီဖြစ်ပြီးကလေးကမြန်မာနိုင်ငံမှာတဘာဘင်းရနဲ့ကာဝယ်ဆောင်ကြောက်ရဲ့ပတ်သက်ပြီးတော့အလွန်ကြီးမားတဲ့အဖွဲ့အစည်းတစ်ခုဖွဲ့ခဲ့တယ်အမျိုးသားကော်မတီပေါ့နော်ဒီမျိုးသားကော်မတီမှာအဲ့ဒီကျုံကဥက္ကဋ္ဌကဝန်ကြီးချုပ်ပေါ့ဝန်ကြီးကြီးပဲ16ပါးပါတယ်။နောက်တိုင်းနဲ့ပြည်နယ်တိုင်းမှုတွေအားလုံးပါတယ်။နောက်မန္တလေးရန်ကုန်မြို့တော်ဝန်တွေပါတယ်နော်။ကော်မတီ100ရှိတယ်ဒီဖွဲ့။အဲ့တော့ဒီဖွဲ့ကဒီကိစ္စမှာရောနာဂစ်မှာရောပေါ့။ဒီဖွဲ့အနေနဲ့လှူရှားမှုကကျွန်တော်ပဲ အဆောက်အအုံပြလို့ကတော့မသိဘူးမမြင်ဘူးဗျာနော်အဲ့လိုကြီးပြနေတာတော့တိတ်မသိတော့ဘူးနော်နိုင်ငံတော်ကနေပြီးတော့အရေးရအကြောင်းရကို emergency လုပ်ဖို့တို့ရဲ့ဒီလောက်ကြီးမှနဲ့တာဝန်ရှိတဲ့ဘွေကြီးတခုပွဲထားပါရဲ့နဲ့ပေါ့နော်ဒီဘွေကြီးရဲ့လုံဆောင်ချက်ကအခုလဲကျွန်တော်တို့မတွေ့ရဘူးပေါ့ဗျာနာကိစုံကလည်းဟလာကျွန်တော်တို့ဖွဲ့စည်းပုံဟလာနဲ့မိနေတယ်အခုလဲရွေးကောက်ပွဲနဲ့မိနေတော့ကျွန်တော်ဒုတိယနာကိစုံဖြစ်မှာပဲဆိုရင်ပါတယ်ဟုတ်ကဲ့ဗျာအခုဆိုရင်ဒါမိုးရွာပညာရှင်ဒေါက်တာဦးထွန်းလေးကိုမေးမြန်းခဲ့တာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုမျိုးစော်လင်းရေနောက်ပြီးတော့ရေကြီးရေရှမ်းအသိပညာပေးကိစ္စတွေကိုလည်းအခုလိုတိုက်ရိုက်ဖြစ်ကြပေးတဲ့ဒေါက်တာထွန်းလင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်